တနေ့ကောင်ထမင်းမိဟင်းမိအလုပ်လုပ်ပြီးတော့မအားတဲ့သူတွေရှိကြလားခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအတိုင်းပဲခင်ဗျာကျွန်တော်ဆိုရင်နေ့လယ်စာဆိုမနက်စာဆိုရင်ဒါ7နိုင်ကျော်မှစားတယ်နေ့လယ်စာဆိုတော့3နိုင်မှစားတယ်နော်အဲ့လိုမျိုးလောက်တာကကျွန်တော်တို့အနည်းတန်းဆိုတော့မကောင်းဘူးကျွန်တော်တို့ရဲ့ကျမကြီးကိုထိခိုက်စေတယ်အဲတချို့တွေဆိုရင်တော့ဒါနေ့လယ်စာတော့မှမစားဖြစ်တာတွေရှိမယ်ညစာလေးတော့မှမစားဖြစ်တာတွေရှိမယ်အဲ့လိုမစားတဲ့ခါမှာကျွန်တော်တို့ခန္ဓာကိုယ်မှာအာဟာရဓာတ်တွေချိုးတက်လာမယ်ပရိုတင်းဓာတ်တွေချိုးတက်လာမယ်နော်အဲ့တော့ချိုးတက်လာတဲ့ခါကျကျွန်တော်ဘယ်လိုခံစားရမလဲဆိုတော့ပင်မနှွမ်းနေတာနောက်ပြီးကိုယ်ခံအားတွေနေတာ ီမောပန်းတာအားနေတာတွေခံစားရနိုင်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့တွေကအစာအာဟာရကိုပုံမှန်မီဝဲကိုလိုအပ်တယ်အဲ့တော့အဲ့ဒီအစာအာဟာရတက်ကနေပြီးတော့ကျွန်တော်တို့တွေကပရိုတင်းတက်ကိုရရှိတာဖြစ်တယ်အဲ့ဒီပရိုတင်းတက်ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တယ်အလိုအပ်တဲ့အာဟာရတွေကိုရရှိတဲ့အပြင်ပေးစွမ်းတဲ့အပြင်မှာကျွန်တော်တို့ခန္ဓာကိုယ်အကိုခံအားကိုလည်းညှင့်တင်ပေးတာဖြစ်တယ်ကြက်သားတွေကိုကြက်သားတွေကိုတန်မာစေရပါဖြစ်တယ်เนาะအဲ့တော့ဒီနေ့မှာဆိုတော့ကျွန်တော်ကမိတ်ဆွေတို့အတွက်เนาะအပရိုတင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းတယ်ဒါကတော့ high pro strawberry လေးပဲဖြစ်ပါတယ် ီ high pro strawberry လေးရဆိုရင်နော် protein တက်ကြွယ်ဝဆိုတာပါဝင်တယ်အပိန်၄မျိုးကနေထုတ်ထားတာပဲဖြစ်ပါတယ် protein တက်ကိုဘယ်လိုတွေကလိုအပ်တယ်လဲဆိုတော့ protein တက်လိုအပ်တဲ့လူတွေကတော့အဓိကကတော့အားကစားလိုက်စားတဲ့လူတွေကျန်းမာရေးဟိုလေ့ကျင့်ငယ်လုပ်တဲ့လူတွေပေါ့နော်အားကစားလုပ်တဲ့လူတွေဆိုတော့တာမန်လိုထက် protein တက်ကိုလိုအပ်တယ်ဒါမှတော့သူတို့ရဲ့ကြွက်သားကြွက်သားကိုနာကျင်မှုကိုညှော်နေစီမှာဖြစ်ပြီးတော့ကြွက်သားတည်ဆောက်မှုမှာဒါဒါအားပေးတာပဲဖြစ်တယ် protein တက်လိုအပ်တယ်နောက်တစ်ခုကကျတော့ protein တက်မလုံလောက်နောက်တဲ့လူတွေက protein တက်မလုံလောက်တဲ့လူတွေဘယ်လိုတွေလဲဆိုတော့ကျွန်တော်တို့လိုပေါ့နော်အလုံများတဲ့လူတွေဒါမှမဟုတ် အဲဒါမှမဟုတ်ကျွန်တော်တို့အစားတောက်နေတဲ့သူတွေနော်ပြီးတော့အစားမစားတဲ့သူတွေဆိုတော့ protein တက်ကချို့တဲ့ပါအဲ့လို protein တက်ချို့တဲ့လူတွေဆိုတော့ဒီ protein တက်ကိုဒါမိဝဲပေးဖို့လိုအပ်တယ်နောက်ထပ်သူတွေကကြတော့ကျန်းမာရေးနဲ့ညီညွတ်ကျန်းမာရေးဒါစောက်ရှောက်တဲ့လူတွေပေါ့နော်ကျန်းမာရေးနဲ့ညီညွတ်နေထိုင်တဲ့လူတွေဆိုရယ် protein တက်ကိုမိဝဲပေးဖို့လိုအပ်တယ်နော်ကျွန်တော်တို့ခန္ဓာကိုယ်အတွက် protein တက်ကလည်းလိုအပ်တယ်အဲဓာတ်ပစ္စည်းတစ်ခုဖြစ်ပါတယ်နော်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးထွားဖို့ပဲဖြစ်ဖြစ်ပိုခံအားတော်ပဲဖြစ်ဖြစ်နော်ကျန်အများကြီးဒီ protein တက်ကအများကြီးအထောက်အကူပြုပါတယ် ဒါပြီးတော့ကျွန်တော်တို့ဒီ protein တက်ကိုရရှိဖို့ဆိုတော့ကျွန်တော်တို့ဘယ်ကနေမိခွဲရလဲဆိုပုံမှန်ဆိုကျွန်တော်အစားအသောက်ကနေမိခွဲရတယ်။ဥပမာအသားငါးချက်ဥလိုပေါ့နော်။အဲ့လိုအသားငါးတွေမှာဆိုဥပမာကျွန်တော်အမဲဓာတ်ကနေပြီးတော့အမဲဓာတ်ကနေပြီးတော့ protein တက်ရမယ်ရယူဖို့ဆိုတော့ကျွန်တော်အမဲဓာတ်ကိုစားပြီးရအောင်ဆိုရင်ဒီအမဲဓာတ်ကိုအစားချက်ဖို့ဆိုရင်ကျွန်တော်တို့ကတော့အချိန်အပြည့်၄နာရီကြာတယ်။ဒါပေမဲ့ဒီ protein ဟာဆိုရင်တော့အမုတ်ဖြစ်တယ်။အမုတ်ဖြစ်တဲ့အတွက်ဒီ protein ကောင်းလေးကိုကျွန်တော်တို့အစားချေပြတ်ဖို့ဆိုရင်ဒီ protein တက်ကိုရဖို့ဆိုရင်နော်နိုင်ဘက်အတွင်းကိုရရှိတာဖြစ်တယ်။အဲ့တော့ protein တက်ကိုမြန်မြန်လို့ ရရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့အားကစားလုပ်တဲ့လူတွေဆိုတော့ဒီ protein တက်မြန်မြန်ရှားဖို့ဆိုရင်ဒီ protein ကိုမီဝဲရတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့အစားတောက်ပုံမှန်မစားတဲ့လူတွေခမင်းမိတ်ဟင်းမိတ်အလုတ်များတဲ့လူတွေဆိုတော့ဒီ protein တက်ကိုမြန်မြန်မီဝဲဖို့လိုရတယ်ဒါဒါကြောင့်မို့ဒီလိုမျိုး protein ပေါက်တာတွေကိုတောက်ရတာဖြစ်ပါတယ်နော်ဒီကောင်လေးကဆိုတော့နော်ဒီကောင်လေးကိုတောက်မယ်ဆိုတော့ကျွန်တော်တို့ကဒီရေ150ပမာဏ250 ml ထည့်ပြီးတော့ဒီအမုတ်လေးကိုထည့်ပြီးတော့ကျွန်တော်ကအထူးသဖြင့်ဒီလိုရေဘူးနဲ့ပေါ့နော်ရေဘူးနဲ့ထည့်ပြီးတော့တောက်အောင်ကိုကောင်းနဲ့ရေဘူးနဲ့ထည့်ပြီးတော့ကျွန်တော်ရှိတ်ပြရအောင်နော် ရေဖူးနဲ့ထည့်ပဲကျွန်တော်တို့ဒီလိုမျိုးလေးရှိတ်ပြရအောင်အဲ့လိုရှိတ်လိုက်တဲ့အခါမှာဆိုရင်အခုနကဒီ protein ဒီ powder လေးရဆိုအခုနကအဖြူရောင်လေးအဖြူရောင်လေးကိုရှိတ်လိုက်တဲ့အခါမှာဆိုရင်အခုလိုမျိုးလေးပန်းရောင်အပြည့်ပြော့လေးဖြစ်သွားတယ်နော်ကျွန်တော်အလင်းနည်းနည်းများနေလို့ဒါနည်းနည်းအဖြူရောင်လို့ဖြစ်ကောင်းဖြစ်တယ်နော်ဒါပန်းရောင်ဖြည့်ပြော့လေးဖြစ်သွားဘာလို့လဲဆိုတော့ဒီကောင်ကကျတော့နော် strawberry အနံ့အရတာလေးကိုထည့်သွင်းပေးတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ strawberry အနံ့ရတာထည့်သွင်းပေးတာဖြစ်တယ်အဝင်ကောင်းတယ်ဗောတောက်လို့ကောင်းတယ်အဲချိုး strawberry လို့ချိုးတဲ့အရတာလေးအဲအနံ့လေးလည်းမွေးတယ်နော်ချိုးတယ်ဆိုပေမဲ့သူ့မှာကတခြားတက် လုံးဝမပါဘူးအဲ့ဒီအတွက်နော်သူကဆိုရင်ဒါစီးကျုပ်ဓမားတွေလည်းတောက်လို့ရပါတယ်ဒီဒီ high pro property တထုပ်မှာဆိုတော့ဒီ protein ဓာတ်က protein က8 gram ကနေ10 gram ထိပါတယ်အဲနောက်ပြီးတော့သူကသူက16 kg ဒီဒီပါတယ်အဲနောက်ပြီးတော့သူက cholesterol လုံးဝမတက်စေပါဘူးပြီးတော့ပြီးတော့စီးကျုပ်ဓမားတွေလည်းတောက်လို့ရပါတယ်ခင်ဗျာနော်ကျွန်တော်တစ်ခွက်လောက်မောကြည့်လိုက်အောင်အဲ့သူ့ရဲ့အရာဓာတ်လေးကကျွန်တော်ခုနကပြောတဲ့အတိုင်းစော်ဘယ်ရီအရာဓာတ်လေးတော်တော်လေးကို တောက်လို့ကောင်းတယ်အဝင်ကောင်းတယ်အဲ့တော့ကျွန်တော်တို့သမီးမေဟင်းမေအာဟာရချိုးတက်နေတဲ့လူတွေဆိုတော့ဒါကျွန်တော်တောက်တင်နေခင်ဗျာနော်ပိန်နေလူတွေမပိန်နေလူတွေကဘာဖြစ်လို့လဲဆိုတော့ပရိုတင်းဓာတ်တွေအာဟာရဓာတ်တွေချိုးတက်နေလို့ဖြစ်တယ်အဲ့တော့ဒီကောင်လေးကိုလည်းတောက်တုံးပေးမယ်အစားအစာကိုလည်းစားပေးမယ်ဆိုရင်ကျွန်တော်တို့ကခန္ဓာကိုယ်ကဖွံ့ဖြိုးကြီးထွားလာမှာပဲဖြစ်တယ်ခင်ဗျာပြီးတော့သူကဆိုရင်တော့နော်အဖန်ရအမတ်တစိုက်ကိုရရှိထားတာဖြစ်တယ်ဒါကြောင့်မလို့နော်အရေးတွေးကစစ်မှန်ပြီးတော့အဲစားတုံးလူတွေကိုလုံးဝဘေးထိခိုင်း ိခိုက်မှုလုံးဝမရှိပါဘူးခင်ဗျာเนาะအာမခံချက်အမတ်တကြိမ်ရရှိထားတယ်ပြီးတော့ဒီကောင်ကပရိုတင်းကိုထုတ်ထားတာဆိုတော့အပင်ကနေထုတ်လုပ်ထားတာဖြစ်တဲ့အတွက်လူမျိုးပါတာမကြီးတောက်တုံးလို့ရပါတယ်ခင်ဗျာ high pro strawberry